အားလုံးပဲမင်္ဂလာပါရှင်။ ASCII Channel မြန်မာမှာပြန်လည်ကြိုဆိုပါရစေ။ယနေ့တင်ဆက်ပေးမယ့်အကြောင်းအရာတော့လေကောင်းရှောကအချွတ်၊စိုင်းနဲ့ရှောင်းရံအစားအစာများဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။လေကောင်းရှောကကစော်ဝူနဲ့စော်ဝူတဝိုက်မှာရှိတဲ့တွေးပြန်ကြောတွေဖောင်းလာပြီးနေရာခတ်ခြင်း၊ရာရန်ခြင်း၊တွေးခတ်ခြင်းနဲ့နာကျင်ခြင်းတွေကိုဖြစ်စေပါတယ်။ဒီအခြေအနေကိုကုသဖို့နဲ့ ကာကွယ်ဖို့အမြင့်သက်ပါဝင်မှုများတဲ့အစားအစာတွေကိုစားသုံးဖို့အကြံပြုထားပါတယ်။အမြင့်သက်ကဝမ်းသွားရာလွယ်ကူစေပါတယ်။ဒါကပဲလိတ်ကောင်းယောဂကိုဖြစ်စေတဲ့လိတ်ကောင်းယောဂကိုပို့ဆိုးစေတဲ့ဝမ်းချုပ်ခြင်းနဲ့ဝမ်းသွားခြင်းအားစိုက်ပြီးညှိနှိုင်းခြင်းတွေကိုကာကွယ်ပေးပါတယ်။လွတ်လပ်မှုတွေအရာအမြင့်သက်ဖြစ်ဆက်စာတွေပါ လက်ကောင်းနဲ့ဆက်ဆက်တဲ့ပြုထန်တော်ကို90ရာခိုင်နှုန်းအထိရှော့ချပေးနိုင်ကြောင်းဖော်ပြထားပါတယ်။သင်ရဲ့အစားအသောက်တွေမှာအမြင်နဲ့ကြွယ်ဝတဲ့အစားအစာတွေကိုထည့်သွင်းစားတော့တာကလိန်ကောင်းရောဂါရဲ့ကုသရေးအဆိပ်စင်တွေမှာအရေးကြီးရဲ့အဆိပ်ပိုင်းတစ်ခု ဖြစ်ပါတယ်။လိန်ကောင်းရောဂါအတွက်စားပေးရမယ့်အစားအစာများ နံပါတ်၄ခေါ်ပြီးပန်းအုပ်စုခေါ်ပြီးပန်းအုပ်စုမှာမပြောင်းဝင်နိုင်တဲ့အမြင့်ဓာတ်တွေပါဝင်ပြီးအမြင့်ဓာတ်ကပုံနေရည်ရဲ့လှုပ်ရှားမှုကိုကျောင်းအပ်ပေးတဲ့အမြင့်များများပါတဲ့အပိုင်းကိုဝမ်းနဲ့အတူပါစေပြီးဝမ်းသွားဖို့ပုံပြန်စေပါတယ်ဒီလှုပ်ရှားမှုကအစာစီလမ်းကြောင်းစီကိုအစာတွေကိုထုံးဖို့ပေးပါတယ်ကောင်းကမချစ်ပြနိုင်တဲ့ အစာတွေကို အစာချေစနစ်ကနေတက်စင်မြင်မြန်ဆန်းဆန်းယူလီယာစေပါတယ်အစာချေပြတ်ဖို့ခက်ခဲတဲ့အစာအစာတွေကပန်းပွင့်စိမ်၊ကွန်းတီ၊ကော်ဖီတော့၊ကော်ဖီ၊ပန်းကော်ဖီ၊မုံရင်၊ကိုက်လန်၊ဆွစ်မုံလာရွက်တွေပဲဖြစ်ပါတယ်။နံပါတ်2အာတီချိုဒီအာတီချိုဆိုရက်အရွက်ထုတ်ဟင်းမေတစ်မျိုးကပျော်ဝင်နိုင်တဲ့အမြင့်တဲ့ အဲဆိုလည်းအပါဝဲအမြင်တက်တွေရဲ့အရင်မြကောင်းတဲ့ခုဖြစ်ပါတယ်ပြောဝင်နိုင်တဲ့အမြင်တက်ကအစာစီလမ်းကြောင်းမှာရှိရဲ့အချိုးပြူဗက်တီးရီးယားတွေစားတဲ့ဂျယ်လိုမျိုးအရာတခုအဖြစ်ရေးမှာပြောဝင်ပါတယ်အစာခြေပြမှုကိုလည်းနှိပ်ွေစေတဲ့အထွတ်ဗိုက်ကြီးရဲ့လို့ခံစားရစေပါတယ်အမှတော့ဥဥတွေခင်းပြီးရွယ်များကစုံဥ မုံလာဦးနေနဲ့မုံလာဦးအားလုံးမျိုးဥဥပဲဟင်းဒီရွက်တွေမှာကစီတက်ပါရှိတယ်လို့အမြင်ထက်လဲပါရှိပါတယ်သူတွေသနာပြုလုပ်ချက်တွေရာဒီကစီတက်အမျိုးအစားကဝန်ဆုပ်ခြင်းနဲ့လေကောင်းရောဂါကိုကာကွယ်ပေးနိုင်တဲ့ဝန်သွားတဲ့အခြေရင်နဲ့ဝန်ပြောမှာကိုတိုးတက်ကောင်းမှုစေရလို့အကြံပြုထားပါတယ်။နံပါတ်၄ခရမ်းသီခရမ်းသီမှာ အမြင့်တက်ကျွဲဝါပြီးရေတက်60ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားပါတယ်။လေကောင်းလျှောကလက္ခဏာတွေကိုဒါစီကာဝယ်ပေးတယ်။ဇတုဆန့်ခြင်းထပ်ပေါင်းတစ်မျိုးဖြစ်တဲ့ကိုရိုဂျန်နဲ့အက်ဆစ်လည်းပါဝင်ပါတယ်။နံပါတ်5ဟိုဂရိတ်ဟိုဂရိတ်မှာပျော်ဝင်နိုင်တဲ့အမြင့်တက်ကျွဲဝါပါတယ်။ဖာဘီတင်နဲ့ဟိုဂရိတ်အမျိုးအစားတွေကအုတ်ချုံ၊ဂျုံချမ်းပေါင်မို့ ဆန်လုံးမျိုး Renewa ပြောင်းမှု Brandflake Character Whip နဲ့ Power Whip လိုမျိုးအမြင့်ဆုံးပါဝင်မှုများတဲ့ Serial တွေနဲ့ Whole Pasta တွေပဲဖြစ်ပါတယ်။နံပါတ်6 Berry သည်ရောဂါတွေကိုတိုက်ဖျက်ပေးရဲ့ Dreto ဆန့်ကျင်ပစ္စည်းတွေအပြင် Berry သည်တွေမှာအမြင့်တဲ့ကြော်ဝါစွာပါရှိရာကြောင့်လေကောင်းရောဂါအကျွတ် အကောင်ဆုံးအတိတ်တစ်မျိုးဖြစ်ပါတယ်။သင်ရဲ့အစာတောက်တွေထဲမှာ blackberry, blueberry, raspberry နဲ့ strawberry ကိုထည့်သွင်းစားတောက်ပေးပါ။နံပါတ်9ခြင်နဲ့အသီးညံများလိမ္မော်သီး grapefruit သီးနဲ့သံမျိုးသီးတွေမှာအမြင့်တက်ပါဝင်ပြီး bio flavonoid တွေလည်းကျော်ဝါစွာပါဝင်ပါတယ်။ဒီကျော်ပေါင်းတွေကရှောင်းမှုကိုချောချပေးနိုင်ခြင်းနဲ့ တွေးကြောနေရန်လေးကိုအကောင်စေပြီးလက်ကောင်ယောဂရဲ့ပြင်းထန်မှုကိုရှော့ချပေးနိုင်ပါတယ်။တခုတတိထားမှာကရှင်နဲ့အသီးနှံတွေကအဆစ်ထက်များတာကြောင့်အဆစ်ကသင်ရဲ့ယောဂလက္ခဏာတွေကိုပိုဆိုးစေမယ်ဆိုရင်တော့ရှောင်ခြင်းသင်ပါတယ်။နမရှိပန်ဒီပန်ဒီမှာအမြင့်တက်ကျော်ဝတဲ့အပြင်ပတ်တင်ပါဝင်ပါတယ်။ ဒီကြောပေါင်းတွေပါဝမ်းပျော်စေပြီးဝမ်းဆုတ်ခြင်းနဲ့လက်ကောင်းယောဂလက္ခဏာတွေကိုသက်သာစေပါရယ်နံပါတ်5 CD CD မှာပိုလန်းချောင်းမှာရှိရဲ့ဘက်တီးရီးယားတွေကနေအစာကျေစေပြီးအချိန်ပေါက်စေတဲ့ရှူးကအေဘောတမျိုးဖြစ်တဲ့စော်ပြီးတော့ကျော်ဝါစွာပါဝင်ပါရယ်ဒီဖြစ်စဉ်ကဝမ်းဆုတ်ခြင်းကိုကုသဖို့နဲ့ကာကွယ်နိုင်တဲ့ ဝမ်းသွားတဲ့အချိန်ရင်းနဲ့ဝမ်းပမာဏကိုများစေပါတယ်။နံပါတ်၁၀ပဲမျိုးမျိုးပဲမျိုးမျိုးမှာပျော်ဝင်နိုင်တဲ့အမြင်ဓာတ်နဲ့မပျော်ဝင်နိုင်တဲ့အမြင်ဓာတ်တွေအများပြားပါရှိပါတယ်။သင်ရဲ့အစာစာတွေထဲမှာထည့်သွင်းသောက်တော့တဲ့နဲ့ပဲမျိုးစားတွေကပဲနီလေးပိုးစားပဲပဲကြာကလေးပဲပဲပုတ်ပြီးပဲဖြစ်ပါတယ်။ နံပါတ်7အခွန်မာသီးတွေနဲ့အစီအစံများအခွန်မာသီးတွေနဲ့အစီအစံတွေမှာဓာတ်ဒိုးဆန့်စင်ပစ္စည်းတွေနဲ့အမြင်ဓာတ်တွေကျော်ဝါးစွာပါဝင်ပါတယ်။ဒါအပြင်ကျောင်းမိုင်းနေရင်ရွတ်တဲ့အစီအွေလည်းပါဝင်ပါတယ်။ရွှေပြုံစိတော့တီယိုစိနဲ့ဗာရန်စိကိုသိစားပြီးစားသုံးမိပါ။ဒါမှမဟုတ်ရင်တစ္စာဒီနေစာစိချင်းရှုစိရတ္ထုဒါကိုအတော့တခုတွေမှာ ထဲသွင်းစောက်တော့တာမျိုးပြုလုပ်ပေးပါနမစနေရေအစာကြီးတသက်ကပဲအချိုးရှိတာမဟုတ်တော့လေလေကောင်းရောကသတ္တသေဖို့အတွက်ရေကလည်းမရှိမဖြစ်လိုအပ်ပါတယ်ရေတက်ပြေးဝနေတာကဝမ်းပျော်စေခြင်းနဲ့ဝမ်းသွားရာလွယ်ကူစေပြီးဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်တနေ့ကိုရေပမာဏဘယ်လောက်တောက်ရမလဲဆိုတာကို ူတူချာချာတမတ်ထာရာမျိုးမရှိတော့လေတော်ဦးတယောက်ချင်းစီရဲ့ပဝန်ချင်းနေထိုင်မှုပုံစံနဲ့အစာအတော့ပေါ်မှာမိုတီဗီအရေးလိုအပ်ချက်ကကွဲပြားပါတယ်ရေဘလောက်ပမာဏတော့မလဲဆိုတော့ကိုသိချမသိရင်ဆရာဝန်နဲ့ဆွေးနွေးအချိန်မှာလေကောင်းရောဂါအကျွတ်ရှောင်ကြရမယ်အစာစာများအစီများပြီးအမြင်တဲ့နေရဲ့အစာစာတွေက ဝမ်ချုံနိုင်ခြင်းမြင့်တက်စေပြီးနောက်ဆက်တွဲတွင်အနေနဲ့လေကောင်းယောဂဖြစ်နိုင်ခြင်းကိုမြင့်တက်စေပါရဲ့ချောင်ပြရမယ်အစာတောက်တွေကနိုးနဲ့နှုတ်ထွက်ပစ္စည်းတွေအငြိအောင်သာစီကြောစာတွေအာလူကြော်တွေဖတ်စဖူးတွေဖြစ်တဲ့ကြက်ကျော်ဘာဂါပီဇာဂိမ်းမုတ်ဒိုနတ်တွေပရိုဆက်ဖူးတွေအစင်များတဲ့အစာစာတွေနဲ့သစားပါတဲ့အစာစာတွေပဲဖြစ်ပါတယ် အိမ်တွင်ကုထုံးများအမြင်တတ်ကိုများများ သာသုံးခြင်းနဲ့အရေးပြများတောက်ချင်းနေပြင်လေကောင်းရောဂါအတွက်အိမ်တွင်ကုထုံးတွေကဝမ်းသွားခြင်းအားဆိုင်ပြီးနေခြင်းတွေကိုရှောင်စင်မှာအိမ်သာတက်ပြီးအချိန်ဆုံးခြင်းကိုရှောင်မှာဂျင်နရီလေးနဲ့ရေချိုတာဒါမှမဟုတ်ဆော်ဝလန်းကြောင်နေရာကိုဂျင်နရီလေးနဲ့စိတ်ပေးပါဆော်ဝနေရာကိုရှည်သေးအိတ်ကပ်ပေးပါဆရာဝန်ညွှန်ကြားထားတဲ့ လေကောင်းယောဂအတွက်စေဝါတွေကိုသိချတောက်သုံးပေးပါနေပုံချောဟိနော်အမြင်နဲ့များတဲ့အစာအစာတွေစောက်သုံးခြင်းနဲ့ရှင်မြများတောက်ခြင်းကဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်ပြီးလေကောင်းယောဂကိုတတရာရာစေကယောဂဖြစ်နိုင်ခြင်းကိုရှင်းချပေးနိုင်ပါတယ်ဒါပြင်အမြင်နဲ့နေတဲ့အစာအစာတွေနဲ့အစီနဲ့တကြာပါဝင်မှုများတဲ့အစာအစာတွေကို ရှောင်ကြပေးပါအစားအသောက်ပြင်းရင်းရင်းလေးနဲ့ရေချိုးပေးတာမျိုးရေခဲကပ်ပေးတာမျိုးအိမ်တွင်ကုဆုံးတွေကလေကောင်းရောဂါကိုသက်သာရရစေနိုင်ပါတယ်။သင်မှာပိုဆိုးလာတာမျိုးဒါမှမဟုတ်လက္ခဏာအသေးထပ်တွေ့မယ်ဆိုရင်တော့ဆရာဝန်နဲ့ပြသပေးပါ။ဒီစီစဉ်လေးကိုကျွန်တော်တို့ရင်ကျန်နာပြစီရှင် AG Channel မြန်မာမှာဇမိုင်းဆိုင်ရာဘုဒ္ဓတာတွေ ်အိမ်တွင်ကုသနေရနဲ့ဆောင်းရံရှောင်းရံအချက်တွေကိုတင်ဆက်ပေးတော်မှာဖြစ်လို့ဆောင်းပြောကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရရှင်ကျမရင်းနဲ့ပတ်သက်တဲ့အသိပညာဘုံတုဒ္ဒရတွေကိုမသိရသူမရှိရလေအောင်ပြန်လဲမျှဝေပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါရရှင်